ပြပြသည်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ6ရက်10လ2025ရက်နေ့သတင်းတွေကိုပြန်ဆက်ပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘက်မှာမိုးရံကောင်းနေတယ်မိုးရံကောင်းနေတယ်အဲ့တော့အတန်နည်းနည်းလေးဟိုနားထောင်ပေးအတန်နည်းနည်းလေးနားထောင်ပေးဟိုမိုးကရွာနေတော့ကျွန်တော်ပြောတဲ့အတန်မကြားရမှာဆိုလို့ပေါ့နော်မိုးတန်မိုးတန်လေတန်နဲ့ပေါ့အားကြောင့်မို့ပါအဲ့တော့ဗရမအုံတောင်းစပြောချင်တာကတော့ပလောင်နေပလောင်နေအမျက်မထွက်တဲ့ပြင်အရင်မှရှုံးတော့မယ့်အနေထားရောက်နေပြီနော်ပြီးလို့ရှိရင် ကျွန်တော်ဗမာစကားပုံရှိတယ်ဗျာဘာဖွက်မရဓမ္မဆုံးသွားနော်ဖွက်တော့မရပါဘူးဓမ္မအမဓမ္မပါဆုံးသွားတော့ပြီးရောပေါ့နော်ပြီးရောပေါ့အဲ့တော့ပြောပြောချင်တာကပလောင်ဟိုပလောင်လက်နက်ကင်နေတရလီအနေနဲ့ညောဒီတက်တုံညာနှစ်ခွန်းဆစ်စင်ကြီးကိုသူတို့စပုံဖော်ခဲ့တဲ့အချိန်စပြီးတော့သူတို့တာယာယီထိန်းချုပ်ထားတဲ့မျိုးတွေရှိတယ်ဒါဒီမျိုးတွေကိုတမတော်အနေနဲ့ပြန်ပြန်ပြီးကိုနေရဒေတာကိုပြန်သွား အဲ့မှာပဲသူတို့သတ်မှတ်ပေးထားတဲ့ဟိုသတ်မှတ်ပေးထားတဲ့နေရာမှာပဲနေဖို့ဆိုပြီးတော့ပြောထားပြီးသားဖြစ်ပါတယ်ဒါတို့သူတို့အနေနဲ့မပေးနိုင်ဘူးပေါ့နော်သူတို့ထိချုပ်နိုင်တယ်ပေါ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုကြီးကြဲကြီးပြောခဲ့တာအခုတော့တမတော်ကနောင်ချိုးကြောင်မဲတိမ့်ဆဲပြီးပြီလက်ရှိတီဘောတီဘောကတော့ဒါလက်ရှိနေစဉ်ရက်ဆက်တာတမတော်လေကြောင်းနဲ့ဘုံကျဲတက်ခိုက်ရှင်းလင်းနေရတယ်တွေ့ရတယ်ဗျနော်နှစ်ရက်နေ့ရက်တစ်ချိန်လေးရက်နေ့ရက်တစ်ချိန်9ရက်နေ့ရက်တစ်ချိန်ဒီနေ့6ရက်နေ့မှာတစ်ချိန် တက်မတော်ကနေစဉ်ရက်ဆက်လေကြောင်းနဲ့ဘုံကျက်တက်ခတ်ရှင်းလင်းနေရရှိတယ်။ဒါအကြံပတ်တည်းလေးတွေခူအောင်ရနေရမှန်သမျှတက်မတော်ကလေကြောင်းနဲ့ဘုံကျက်တက်ခတ်ရှင်းလင်းနေပါလေ။ရှင်းလင်းနေပါအဲ့တော့ပလောင်နေရော PDF တွေရောဘောဘာတပါတော့ကူပြောင်းသွားတော့မယ်။နော်သတင်းကျွတ်လာပြေးနေမှာကျွန်တော်အဲ့လိုမျိုးတွေမပြောချင်ဘူး။နော်ကျဲတာတွေကျဲတာတွေသေးတာတွေနာတာတွေမပြောချင်ဘူး။ဒါပေမဲ့လည်းပြောတာပါပဲနော်ပြောတာပါအဲ့တော့ထပ်ပြီးတော့ဒါတက်မတော်ကဒီနေ့နတ်ဆန်နတ်ဆန်ဒါအကြံပတ်တည်းလေးတွေကြည်စိုးကွန်းပေးထားတဲ့ နတ်ဆန်ကိုတမတော်ဒီနေ့ဒီကြောင်းနဲ့ထပ်မှန်ပြီးတော့ဘုံကျက်တစ်ခါရှင်းလင်းသွားတယ်။ဘုံကျက်တစ်ခါရှင်းလင်းသွားတယ်။အဲ့တော့မတာရရတော့ဘလောက်ပေါ်လဲတော့မသိဘူး။နော်အပြည့်စည်ဆုံးရှုံးမှုကတော့နည်းနည်းလေးတော့များတယ်လို့သိရတယ်။ကျွန်တော်တို့သိထားတော့ပေါင်900ရံလောက်ပဲလို့သိရပါတယ်။နော်ဒါချင်းချောက်တဲ့ပုံစံမျိုးနဲ့ကျဲတာဖြစ်နိုင်ပါတယ်နော်။ပေါင်900ရံချင်းချောက်တဲ့ပုံစံမျိုးပဲကျဲတာပါ။နော်တစ်ထောင်တန်ဆိုရင်တော့ခွေးမျိုးတွေပါတုံးကုန်မှာနော်ခွေးမျိုးတွေပါတုံးကုန်မှာအဲ့တော့ဒီအလေးကတော့ဖွင့်မရဓမ္မဆုံးဖြစ်တော့မယ်ဟော တီဘောတီဘောကတော့မကြခင်တမတော်လက်ထဲကိုပြန်ရောက်ဖို့အတွက်ဒါတမတော်ကထိုးသစ်တွေဆင်းနေပါပြီနော်ထိုးသစ်တွေဆင်းနေပြီဆက်လက်ပြီးတော့ဒီကြောင်မဲမှာလည်းဒါပြည်သူစေုံလေးဒါပြန်လဲဖွင့်လဲပေးထားတယ်ပြန်လဲလဲဖွင့်လဲခဲ့ပြီဖြစ်ပါတယ်နော်နာနောက်ထပ်ဒါဤသူလူထုတွေလည်းပြန်ရောက်နေပြီဖြစ်ပါတယ်နော်ပြန်ရောက်တဲ့ပြည်သူလူထုတွေပြန်ရောက်နေပြီဒါအေဂျင့်ဆာနေထိုင်လို့ရပါပြီအော်ကျန်တဲ့မရောက်သေးတဲ့ဒေသခံပြည်သူတွေလည်းဒါတဲ့ရဲ့အစိုးရဟို sorry ဒီကြောင်မဲမျိုးကဒါနိုင်ငံတော်ရဲ့အုပ်ချုပ်ကူကယ်မှု အောက်ကိုပြန်ရောက်ပြီးဖြစ်တဲ့အတွက်ဟိုမပြန်သေးတဲ့ဒေတာကန်ပြည်သူတွေလည်းလွတ်လပ်စွာပြန်လို့ရပါပြီနော်ပြန်လို့ရပါပြီဒါတော့ပလောင်ချီနီနဲ့ပတ်သက်ပြီးတော့ပြောပြတာဖြစ်ပါတယ်ရခိုင်မှာလည်းဒါဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်ဒါမိုးရွာနေတော့ကျွန်တော်အချင်းချုပ်ပဲပြောပြမယ်ရခိုင်မှာလည်းတိုက်ပွဲတွေပြင်းထန်နေသလိုစကိုင်းမှာလည်းတမတော်ကအုတ်ကူနီနီလေးတွေကိုသေးနဲ့ပန်းနေတဲ့အကန့်နေရောက်နေပြီအဲ့တော့ပီရီယက်ကတော့သွားပြီပီရီယက်ဘဝကတော့သွားပြီအတော်ထဲမှာပဲဘဝတစ်ချောင်းလုံးကျင်လေတော့နော်ကျင်လေတော့အဲ့တော့ အိမ်လည်းပြန်လို့မရနော်တိုးထဲမှာလည်းစေးချတိုးထဲမှာလည်းစေးချနော်အဲတက်ကလေရင်နဲ့လာချမတာပေါ်အုတ်ကူနီနီလေးတွေတင်းနော်ဝမ်းနဲ့မတန်းချောင်းတင်းအဲမှာငစီတို့နော်ငဇွဲတို့အဲ့တော့ခွေးမြက်ကြောတို့ပန်းစဲလူတို့ဇော်ဝေဆိုးတို့ဆာဆာတို့သူတို့ကတော့ခွက်ကလေးခေါ့နော်တောင်းနော်မင်းမော်ကွန်းတို့ချစ်သူဝေတို့ပိုင်ဖြိုးသူတို့နော်အဲ့တော့ချစ်သူဝေကတော့ ခွက်မခောက်လားခောက်ခောက်လားဆိုရင်တော့လက်ရှိအမေရိကန်မှာ sorry အမေရိကန်တော့ပြောရတယ်သူတို့တတိယနိုင်ငံမှာနော်တိုက်တဲ့ channel ကိုဝယ်ပြီးသွားပြီဝယ်ပြီးသွားပြီအဲသူတို့ချမ်းသာတဲ့ပတ်စံလားဆိုတော့မဟုတ်ပါဘူးနော်သူတို့သူတို့ပါတဲ့ပတ်စံလားဆိုတော့မဟုတ်ဘူးသူတို့ပါတဲ့ပတ်စံလားဆိုတော့မဟုတ်ဘူးအဲ့တော့သူတို့ကိုအားပေးထောက်ခံဝန်းရံနေတဲ့အကြံပတ်ပြည့်ဖြက်တွေကိုဒါဝန်းရံနေတဲ့ပြည်သူလူထုရဲ့နော်ထောက်ပံ့ကြေးတွေနဲ့တိုက်တဲ့ channel တွေဝယ်ပြလိုက်ပြီးဖြစ်ပါတယ်နော်ဟောဒါကတော့ သေတာပီရီယက်နော်ခန်းရတာဟိုချမ်းသာသွားတာကအနေယူကြည်ဆိုတာကျွန်တော်အမြဲတမ်းပြောနေကြပါပဲနော်အမြဲတမ်းပြောနေကြပါပဲအဲ့တော့တို့ချုပ်ပြီးပြောပြတာပေါ့နော်အဲ့တော့သခိုင်းမှာလည်းတက်ပွဲတွေပြင်းထန်နေတယ်အဲအကြမ်းမဲ့ပီရီယက်လေးနဲ့လည်းမြန်မာရသည်မီဒီဘက်ဒီကချင်ပြည်နယ်ဘက်မှာလည်းဒါတိုက်ပွဲလေးတွေပြင်းဟိုပြင်းထန်နေတယ်ဗမောက်ဘက်မှာနော်ကရားတော့မပြောကရင်တော့မပြောတော့ဘူးနော်ကရင်တော့မပြောတော့ကရင်မှာအလုံးစုံတက်မတော်ကဒီစစ်ကြောင်းတွေထိုးနေပြီဖြစ်တဲ့အတွက်တော်တော်များများလည်းဒါတက်မတော်စစ်ကြောင်းတွေအကုန်လုံးဝင်ပြီးတော့ဒါသိမ်းယူနေတဲ့အနေထားတွေရောက်ပြီး ငဇွဲရတော့ဘယ်ထွက်ပြေးမလဲဆိုတာခမ်းမှစောင့်ကြည့်ရတော့မယ်နော်ငဇွဲလည်းမကြတော့ပြေးတော့မယ်အကောင်လေပြေးတော့မယ်မပြေးရင်လေသူ့ကရင်လူမျိုးတွေဒီကောင်ပြန်တက်တော့မှာနော်ကရင်လူမျိုးကပဲအဲ့ကောင်ကရင်ဆိုတဲ့ကောင်ပြန်တက်တော့မှာပြန်တက်တော့မှာဘာဖြစ်လဲဆိုတော့ကျွန်တော်မျိုးကပြည်သူတွေမြင်တဲ့သူတွေမြင်ပြီးလောက်ပါပြီနော်ကရင်လူမျိုးတွေကိုစော်ကားထားတဲ့ဗီဒီယိုဖိုင်နော်အဲ့တော့မြင်ဘူးတဲ့သူမျိုးမြင်တဲ့သူတွေလည်းမြင်ပြီးလောက်ပါပြီနော်အဲ့တော့ငဇွဲရတော့ တက်မတော်အသက်ဆရာမလို့ပဲနဲ့သူတို့ကရင်လူမျိုးချင်းချင်းအသက်တာတည်သူနဲ့တည်တော့မယ်အဲ့ကောင်တော့ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါကျွန်တော်မီးဝုံးမြန်လွတ်ဖို့နော်မီးဝုံးမြန်ဒီနေ့ကျွန်တော်ရားသလောက်တော့လွတ်လိုက်တယ်အဲ့ထဲမှာလည်းကျွန်တော်ပတ်စံနေထည့်ပေးထားတယ်ရားတဲ့လူတွေလည်းကံကောင်းကြပါစေအဲ့တော့ပါဝင်ပေးတဲ့ကျွန်တော်မြို့ပြည်သူတွေကိုလည်းဒါကျေးဇူးအများကြီးတင်တယ်ဒီမှာမိုးရေရွာနေရောအရန်လွတ်လို့မရသေးဘူးဒါမနာဖန်ကြတော့ဆက်လက်လွတ်ပေးပါမယ်နော်မနာဖန်ကြလည်းဆက်လက်လွတ်ပေးမယ်ဒါဒီနေ့ကတော့ကျွန်တော်ရားသလောက်တော့ကျွန်တော်လွတ်ပေးလိုက်ပြီ အဲ့တော့အဲ့ထဲမှာလည်းကျွန်တော်ပတ်စံလေးညှက်ထည့်ပေးလိုက်ပါတယ်အဲ့တော့ဒီလိုလွတ်ပေးရတဲ့ဒါသတင်းကြောခါသမရမှာဒါလွတ်ပေးရတဲ့အကျိုးကျေးဇူးအားကြောင့်ပုံမှန်ဖြစ်နေတဲ့ဒါတမရော်သားတွေပုံမှန်ဖြစ်နေတဲ့ဒါရဲဝန်ထမ်းတွေအမြန်ဆုံးလွတ်မြောက်ပြီးတော့မိသားစုတွေနဲ့ပြန်ဆုံနိုင်ပါစေလို့ကျွန်တော်လောင်းဝေးဒီနေ့ကနေဆုတောင်းပေးပါတယ်နောက်တစ်ခါတော့ကျွန်တော်ဒီနေ့6ရက်နေ့ဒါမုံဘိုးပေးမယ်ဆိုပြီးတော့ကျွန်တော်တင်ထားတဲ့ post တစ်ပိုင်းရှိတယ်အဲ့တစ်ပိုင်းမှာအောက်ကနေကွန်မန့်မန့်နဲ့ အားလုံးထဲမှာကျွန်တော်ရဲ့မွေးတက်ကလေးမွေးလာမွေးရဲ့မွေးနှစ်ကိုမှန်တဲ့လူ၂ယောက်ရှိပါတယ်နော်၂ယောက်ရှိပါတယ်အဲ့၂ယောက်ကျွန်တော်ဖုန်းနံပါတ်ဖြစ်တဲ့39695 sorry 69159965369ဖုံးဆက်ပေးပါဖုံးဆက်ပြီးတော့ကျွန်တော် KB ကနေပြီးတော့ဒါမုံဘူးပေးပါမယ်အမှန်နဲ့2ယောက်ရှိပါတယ်အဲ့အောက်မှာ ျွန်တော်ဒီလောက်လည်းအတိအကျလည်းပြောထားတယ်နည်းနည်းလေးအရေးမှလည်းအများကြီးပြောထားတယ်နောက်လာဆိုလို့ရှိရင်ကျွန်တော်ကမွေးနေ့ဖြစ်ပြီလို့မွေးနေ့ဖြစ်ပြီအဲ့ဒီမှာတစ်ချက်နော်နောက်တစ်ချက်ကဒီနေ့6ရက်နေ့မှာတင်တယ်6ရက်နေ့မှာတင်တဲ့အတွက်သူ့ရဲ့မွေးရက်က6ရက်ဆိုတာသိနိုင်တယ်နောက်လာမှဆိုတာက7လပိုင်း6ရက်နေ့ဆိုတာကိုသိရှိနိုင်တယ်ပြီးရင်အသက်30နောက်လာဆိုရင်အသက်30ပြည့်တော့မယ်လို့တင်ထားတယ်ပေါ့နော်အဲ့တော့တွက်ကြည့်လိုက်လို့ရှိရင်ဒီ1995 7လပိုင်း 6ရက်နေ့ဖြစ်ပါတယ်เนาะကျွန်တော်ရဲ့မွေးနေ့က1995စတလပိုင်း6ရက်နေ့ဖြစ်ပါတယ်เนาะအဲ့ကွာမှာဒီအဖြေမှမှန်ထားတဲ့2ယောက်ရှိပါတယ်အဲ့နှစ်ယောက်ကျွန်တော်ဆက်သွယ်ပြီးတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့396919596ကိုဖုန်းဆက်သွယ်ပေးပါကျွန်တော်မုံဘူးပေးပါမယ်เนาะမုံဘူးတပေါင်းစီပို့ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဂျားထဲမှာလည်းကျွန်တော်မှန်တဲ့ဖွဲ့လေးတွေတော်တော်များများရှိပါတယ်เนาะဂူနစ်လေးတွေလွဲတာလေးတွေလို့ရဲဆွဲလေးတွေလွဲတာလေးတွေလို့เนาะ ီတယောက်ရှိသေးတယ်ကျွန်တော်1983ခုနှစ်ဘွားတဲ့ဖြည်းဖြည်းသက်သက်လည်းလောက်ပါလို့ကျွန်တော်အသက်လည်းအဲ့လောက်မကြီးသေးပါဘူးလို့နော်အဲ့တော့ပြန်ချုံးမယ်ဆိုဒီနေ့ကတော့မွေးရွာနေလို့တို့ချုပ်ပြီးပဲတင်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မွေးနေ့မွေးရက်မွေးလကိုမွေးနေ့ကိုမှအောင်ဖြေနိုင်တဲ့ကျွန်တော်ရဲ့ပြည်သက်နှစ်ယောက်ရှိတယ်အဲ့နှစ်ယောက်ကျွန်တော်ကိုဆက်သွယ်ပြီးတော့မွန်ဘူးတောင်းတီလာယူပါလို့ပြောရင်းနဲ့ဒီညတော့ကတော့ဒီလောက်နဲ့ချုပ်လိုက်ပါတယ်